အမရဘူရာခေရဲ့တမိုင်းကြောင်းများနဲ့အခုချိန်ထိကျင်ရည်နေသေးတဲ့ရှီဟောင်းအမွေနဲ့အဆောက်အအုံများရဲ့အကြောင်းကိုတင်ဆက်ပေးနေတဲ့ဒီအစီအစဉ်မှာတော့အမရဘူရာမျိုးကိုတည်ထားခဲ့တဲ့ဘိုးတော်ဗရုံမင်းရဲ့အကြောင်းနဲ့နတ်မြို့ဟောင်းအတွင်းကအခုတက်တိုင်ကျင်ရည်နေတဲ့နတ်မြို့မျိုးစဉ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘိုးတော်ဗရုံမင်းဟာနတ်အမရရွှေပြည်ကြီးကိုတက္ကရွေ1144ခုနှစ်မှာစတင်နန်းတည်ခဲ့ပြီးပထမမြို့ဒီမင်းအဖြစ်နဲ့အုပ်ချုပ်စိုးစံခဲ့တာဖြစ်ပါတယ်။ဘိုးတော်ဗရုံမင်းဟာအမရပူရမြို့ကိုစတင်တည်ခဲ့တဲ့ အချိန်မှာကတဲ့လူမျိုးတွေရဲ့အင်အားကိုအများကြီးအသုံးပြုခဲ့တယ်လို့သိရပြီးဘိုးတော်ဗရုံမင်းဟာကုန်းမောင်မင်းဆက်အတွင်စိုးစံခဲ့တဲ့မင်းများထဲမှာနန်းသက်အရှိဆုံးမင်းဖြစ်တယ်လို့လည်းသိမှတ်ရပါဗျ။ ိုးတော်ဘယ်လိုမရသူ့ရဲ့မြို့တီနန်းဒီမှာတောက်ခုတ်တာအစဘုကင်းလို့ပြောမယ်ဆိုရင်ခြုံရှင်းတာကစားကျွန်တော်တို့ကသဲတွေရဲ့အင်အားတွေကိုအများကြီးတုံးပြီးတော့တည်ခဲ့တယ်ကသဲလူမျိုးတွေရဲ့အင်အားပေါ့နေပြီးတော့မှရောက်နေတဲ့ကသဲတွေအင်အားနဲ့ခြုံရှင်းတာတွေအကုန်လုံးကိုသူတို့နဲ့ပဲမြားသွားပြီးလောက်ရတာပေါ့မြို့တီစတန်းနေမှာလည်းအဲ့လိုမျိုးတွေ့ရအဲ့ဒီဘိုးတော်တည်ခဲ့တဲ့အမရဘူအားမှာကကျွန်တော်တို့ဘိုးတော်ဘရုံမင်းစိုးစံခဲ့တယ်ဘိုးတော်ဘရုံမင်းကသူကနန်းသက်၃နှစ်နဲ့မှ၈နှစ်ကြာ ကုန်းပေါင်မင်းနေထဲမှာနတ်သက်ရှင်သုံးမင်းတပါးချို့မှတ်တမ်းနေမှာ39ခွန်းလို့ရေးတယ်သူတို့က39လို့ရေးရတဲ့ကြောင်းအရာကျွန်တော်တို့ဟိုအမရဘူးကမြို့တီနေ1144နဲ့တွက်ပြီးတော့ဘိုးတော်ဟို39နှစ်နန်းသက်ရှိတယ်လို့ပြောတာတကယ်တော့သူနန်းတက်တာ1143ဖြစ်တဲ့တော့သူက38နှစ်မြောက်ဝရီမင်းကြီးဦးစားကလည်းရှူတိုင်းငယ်ဆိုမြရဲ့ညို့တောင်းတမန်နဲ့မြောင်ဘက်ရန်စီမိစုံပွင့်ရေဖြာတိုက်ခဲ့ ရန်အောင်ချွေမဲ့မန်းခေါင်ခွေညာမီမော့မှာဘိုးတော်ပြည်ကြီးလို့အမရပူရမျိုးကိုဖွဲ့ဆိုခဲ့ကြောင်းတိမှတ်ခဲ့ရပါတယ်။ဒီကဗျာအရာဆိုရင်တော့တာယာကြည်နူးပွဲ ကောင်းလာတဲ့မန်းတောင်လက်ရာကုံမော်မော်အီမီချာမှာနောင်အခါတွင်မြို့ကြီးတီလက်တန်းဟုဖះရှင်ဗျာဒိတ်တော်ထားခဲ့တယ်လို့လည်းယုံကြည်ကြကြောင်းသိရပါတယ်။အဲ့ဒီဗျာဒိတ်တော်လာအရာဘိုးတော်ဖះဟာအမရပူရမျိုးကိုတီထားတယ်လို့ဆိုကြောင်းလဲ အမျိုးသားစာပေစုရာကိုပညာအမရပူရရဲ့တောင်တမန်ဝင်းကျင်ကသမိုင်းဝင်နေရာများစာအုပ်ထဲမှာမှတ်သားထားခဲ့တာကိုတွေ့ရှိရပါတယ်အမနာဘူရာတမိုင်းအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်အရင်ဆုံးစာပြီးပြောတင်တာတော့ဘိုးတော်ဦးဝိုင်းအကြောင်းပေါ့နော်ဘိုးတော်ဦးဝိုင်းကိုဟိုရင်တော့ဦးဝိုင်းဗဒုံမင်းအဲ့လိုမျိုးခေါ်ကြတယ်အဲ့တော့ဦးဝိုင်းမောင်ဝိုင်းလို့ဘာလို့ခေါ်တယ်လဲဆိုလို့ရှိရင်လောင်းမင်းတရားကြီးရဲ့သရုပ်ထသားတော့စာပြီးမွေးတဲ့အခါမှာ အဲ့ဒီအချိန်မှာအင်းဝါကိုဟန်တာဝရီတက်တရားနေပြီးတော့ဝိုင်းတာပေါ့နော်ဝိုင်းထားတဲ့အတွက်ကြောင့်မလို့အမ်ငယ်တင်ကလေးအမောင်ဝိုင်းလို့ခေါ်ရင်လည်းအကြည့်လိုက်တဲ့ခါကျတော့ဦးဝိုင်းအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်နောက်ပြီးတော့သူငယ်ငယ်ဓုံကဒီကလေးကစပြီးပေါ့နော်ဒီပဒုံမျိုးကိုစားတဲ့အတွက်ကြောင့်မလို့ပဒုံမင်းသားလို့ခေါ်တယ်ပေါ့နော်ပဒုံမင်းသားလို့ခေါ်ရနေပြီးတော့နောက်ကျတော့ပဒုံမင်းဖြစ်သွားတယ်ပေါ့ဘိုးတော်ဖရာဆိုတဲ့နာမည်ကတော့ ်သူခေတုခါတော့ခေါ်ကြဟန်မတူဘူးနောက်ပိုင်းကျမှဒီမင်းလုံးမင်းတို့ကနောင်မင်းသားတို့ခေတ်ကျမှရာဇဝင်တွေပြန်ပြီးတော့ရေးကြရပါတော့ရေးကြရတဲ့ခါမှာမင်းလုံးမင်းရဲ့ဘိုးတော်ဖြစ်တာကြောင့်မလို့ဘိုးတော်ဖရာလို့လို့ခေါ်ကြရင်လည်းဘိုးတော်ဖရာဆိုတဲ့နာမည်ကိုနှောင်းလူတွေကနေပြီးတော့တွဲပြီးသိရပါတော့မနက်ဥရာကိုစပြီးတော့ကြောင်းတာဒီမြတ်စွာဘုရားရဲ့ဒီဗျာဒိတ်တွေအရာလည်း ပါတယ်ဗောနော်အဲမြတ်စွာဘုရားဒီမှာအဲလက်ညှိုးညွန်ပြီးတော့ဓာတ်ပြီးခဲ့တယ်လို့ပြီးလို့ရှိရင်ထီပေါင်းကအချက်လို့လို့ရှိရင်သာသနာပြုမင်းလို့အဲ့ဒါတွေကတကယ်နဲ့ဟောမင်းတို့မင်းရဲ့ယန္နာဘုံမျိုးမတီးခင်ကြတဲ့ရတယ်ဘုရောဘုရားအဲ့အတိတ်တွေတပေါင်းတွေကိုအဲနိနာယူခဲ့ဗောနော်ပြီးလို့ရှိရင်အဲ့မှာပြားလိုက်မှာပါတယ်မင်းကဖြစ်ချင်တယ်ဖြစ်ချင်တဲ့နောက်ပိုင်းမှာတော့ဒီတက်သေးအင်းနဲ့တောင်းတမန်အင်းချားမှာဗောနော် အာလေးတောင်ပုံစံနဲ့မနာပူရာမျိုးကိုစပြီးတော့တဲပါတယ်တက်သေးအင်းဆိုတော့အခုချိန်မှာတော့ကန်တော်ကြီးကိုပြောတာဖြစ်ပါတယ်အမရပူရမြို့နန်းကိုတည်ထားတဲ့မင်းဆက်တွေနဲ့ပတ်သက်ပြီးအခုလိုမှတ်သားခဲ့ရပါသေးတယ်။ပထမဦးဆုံးမရပူရမှာဘိုးတော်ဗုဒ္ဓမင်းနေတယ်။ဘိုးတော်ဗုဒ္ဓမင်းနဲ့ရဆန်သွားတော့သူ့ရဲ့မြီးတော်ပေါ့ကျွန်တော်တို့မဟာမြတ်မုဏိဖရာကြီးကိုပင့်ခဲ့တဲ့ရခိုင်နိုင်အင်ဂျင်မင်းကြီးရဲ့သားတော်ဗာကြီးတော်ဇဂိုင်းမင်းကဘိုးတော်ဗုဒ္ဓမင်းရဲ့ ထီးနန်းကိုစက်ခံအဲမဲ့ဘာကြီးတော့သကိုင်းမင်းကလည်းဘိုးတော်ဘိုးမင်းက1181မှာနှရဆန်နှရဆန်ပြီးသူကနှစ်နှစ်သုံးနှစ်လောက်နေတော့ကြာတော့အမရပူရမှာမီးလောင်တယ်အဲကြောင့်ဘာကြီးတော့သကိုင်းမင်းကမနေချင်ဘူးပေါ့မနေချင်တာနဲ့သူကအင်းဝါမျိုးတကားကြောင်းပြီးတော့မျိုးတည်အဲချိန်မှာအမရပူရကမျိုးပြက်ကြီးလိုဖြစ်ပြီးတော့ပဲကျန်းနေတယ်အဲဘာဘာကြီးတော့သကိုင်းမင်းကအင်းဝါကိုပြောင်းတည်တယ်ဘာကြီးတော့အင်းဝါမှာ18နှစ်လောက်နန်းဆန် နောက်ဘာကြီးတော့နောက်ဆဆဆန်ခဲ့တာဘယ်သူလဲဆိုတော့တာယာဝတီမင်းပေါ့သူ့ရဲ့ညီပေါ့ကျွန်တော်တို့ရွှေဘိုမင်းလို့လည်းခေါ်တယ်တာယာဝတီမင်းလို့လည်းခေါ်တယ်အဲ့လိုဆက်ကတာယာဝတီမင်းလက်ထက်ကျသူကအင်းဝမမနေအင်းဝမမနေပဲနဲ့ကျွန်တော်တို့အမရဘူရအောင်တစ်ခါထပ်ပြီးပြန်နေတယ်အဲ့ကြောင့်မလို့တာယာဝတီမင်းကိုကြတော့အမရဘူရမျိုးကိုဒုတိယအကြိမ်တည်ထောင်တဲ့မင်းမလို့အမရဘူရဒုတိယမြို့တီမင်းဆိုပြီးခေါ်တယ် ခုဆိုရင်တော့အမရပူရခေရဲ့အဆောက်အအုံတွေဟာအနည်းငယ်သာကြန့်ရှိတော့တာဖြစ်တဲ့အတွက်ဒီတစ်ခါမှာတော့အမရပူရနန်းမြို့ရုပ်အတွင်းကလက်ရှိအချိန်ထိခိုင်ခိုင်မာမာကြန့်ရှိနေသေးတဲ့နန်းမြင့်မြို့စဉ်ကိုတွားရောက်လေ့လာကြည့်ကြရအောင်ပါရှင်အမရပူရရဲ့နမ်းမြမျိုးစင်ဟာတခြားနမ်းမြမျိုးစင်တွေလိုမဟုတ်ဘဲတုံးတဲ့ပုံတဲ့အုတ်တိုက်ဖြစ်ပြီ သူ့ရဲ့သုံးကန်အုတ်တိုက်ဟာတပြေးညီမဟုတ်ပဲဘုံအဆင့်တန်းလို အောက်ကနေအထက်ကိုတဖြည်းဖြည်းချင်းသေးငယ်သွားတဲ့ပုံစံမျိုးပါပဲ။နာမည်မျော်တဲ့ကကျွန်တော်တို့နာမည်ထဲမှာရှိတယ်။သူကဟိုပေါ့သုံးထက်အုတ်တိုက်ကျေတော့မင်းနေတဲ့တန်းတဲ့တန်းကတော့နာမည်မျော်တဲ့ထဲကြတော့ကျွန်တော်အင်းဝါမှာလည်းနာမည်မျော်တဲ့ရှိတယ်။ဒါပြီးအမရပူရမှာလည်းနာမည်မျော်တဲ့ရှိတယ်။နာမည်မျော်တဲ့ကခုတိုင်းကဟို ဟိုမူလလက်ရာတိုင်းကိုတော်တော်ကောင်းကောင်းကြံနေတယ်သုံးတဲ့အုတ်တိုင်းအဓိကတော့ဥမာဘယင်မိသားစုကတက်ပြီးတော့နိုင်မျောတင်ပေါ်ကနေရှုပ်ငင်းကြည့်မယ်ဗာကြည့်မယ်ပေါ့ဒါမျိုးသူတို့ကြည့်ပြီးတော့ရှုပ်စားတဲ့နေရာပေါ့မန္တလေးမှာလည်းရှိတယ်အဲ့ဒါမျိုးသူစောက်ခဲ့တဲ့နှစ်ကတော့ကျွန်တော်တို့မြို့တည်တဲ့1144ခုနှစ်ဝင်းကျင်မှာပဲသူစောက်ခဲ့တယ်လို့ယူဆရတာပေါ့နိုင်မျောစင်ကြီးဟာအခုဆိုရင်အမိုးနဲ့ကြမ်းကင်းလုံးဝမရှိတော့ပဲသုံးတဲ့အုတ်တိုင်းအဆောက်အအုံတစ်ခုအဖြစ်နဲ့သာတွေ့မြင်နေရပါတော့တယ် နမ်းမြမျော်စင်ကြီးနဲ့ပတ်သက်ပြီးအဆောက်အုံကြီးဟာမူလအနေအထားအတိုင်းပြည့်ပြည့်စုံစုံမရှိတော့ဘဲအပေါ်ပိုင်းမျော်စင်ပျက်စီးသွားပြီးအခုတွေ့မြင်နေရတာကတော့လက်ကျန်အစိတ်အပိုင်းလောက်သာ ဖြစ်နိုင်တယ်လို့စာရေးဆရာရန်အောင်စိုးတဝဲရဲ့မန္တလေးမြို့ကိုဗဟုပြုရေးစာအုပ်ထဲမှာမှတ်သားမိခဲ့ပါသေးတယ်ဒါအပြင်အစာအုပ်ရဲ့တိဆောက်ထားတဲ့ပုံသဏ္ဍာန်နဲ့ပတ်သက်ပြီးတော့လေအောက်ဆုံးတဲ့ရဲ့အရှိတ်မျက်နှာစာမှာ မုတ်ဦးတကပေါက်6ပေါက်ပါရှိပြီးဒုတိယဓာတ်မှာမုတ်ဦး4ပေါက်နဲ့အပေါ်ဆုံးတတိယဓာတ်မှာတော့မုတ်ဦး2ပေါက်သာပါရှိတယ်လို့လည်းရေးသားခဲ့တာကိုတွေ့ရပါဗျ။အဲ့ဒီမုတ်ဦးတကပေါက်တွေထဲမှာတော့အမရပူရခေလက်ရာအင်္ဂလိပ်ပန်းတော်လက်ရာအမျိုးမျိုးကိုလည်းလေ့လာနိုင်ပါသေးတယ်။ဒါကြောင့်အမရပူရကိုတွားရောက်လေ့လာကြမယ်ဆိုရင်ပဲဖြစ်ဖြစ်အလဲအပတ်တွားကြမယ်ဆိုရင်ပဲဖြစ်ဖြစ်မြို့ဟောင်းအတွင်းဘက်လမ်းကနေတွားရင် ခန့်ခန့်ညာညာနဲ့တုံးတက်အုတ်တိုက်ကြီးကိုမြင်တွေ့နိုင်ပြီးအလွယ်တကူနဲ့ဝင်ရောက်နိုင်လို့နမ်းမြမျိုးစင်ကိုအရောက်သွားကြဖို့လမ်းညွှန်ပေးခြင်းပါတယ်ရှင်။နမ်းမြမျိုးစင်လို့အဆောက်အဦခန့်ခန့်မာမာကြန့်ရှိနေတဲ့တခြားသော နေရာတွေလည်းရှိသလိုအံအောဝယ်ကောင်းလာတဲ့အမှုစိတ်လက်ရာတွေနဲ့တိဆောက်ခဲ့ပြီးအခုအချိန်မှာအနည်းငယ်မြပင်မကြန့်ရှိတော့လောက်အောင်ပျက်စီးသွားတဲ့နှမျိုးစရာကောင်းလာတဲ့ကျွန်းတတအဆောက်အုံတွေလည်းရှိခဲ့ပါသေးတယ်။ ်သမီးတော်ကြောင့်မေတော်ကြောင့်ဆိုတာတွေလည်းရှိပါတယ်အဲ့ဒီအကြောင်းတွေမှာရှိတယ်ဗပုလက်ရာတွေကအသေးစိတ်အနုစိတ်ထုလုပ်ထားတာမို့အမကန်းလောက်တဲ့လက်ရာတွေပဲဖြစ်ပါတယ်အမရဗူရခက်ကကဘာကျော်ခဲ့တဲ့တစ်သားဗပုလက်ရာတွေဟာအခုအခါမှာတော့မတွေ့မြင်ရပဲပျောက်ကွယ်လို့နေပါပြီဘာကြောင့်များလဲလို့ဒါရီကိုလေ့လာကြည့်လိုက်တော့ထိမ့်သိမ်းဆောက်ရှောက်မှုအားနေခဲ့တာကြောင့်ပဲလို့ပြောရမှာပဲဖြစ်ပါတယ် အခုဆိုရင် အမရပူရမြို့ဟောင်းထဲမှာရှိတဲ့ရှေးဟောင်းအမွေနှစ်တွေဟာတဖြည်းဖြည်းနေပါလို့လာပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းကြန့်ရှိနေသေးတဲ့အရာတွေကိုစနစ်တကျတန်ဖိုးထားပြီးထိမ့်သိမ့်ဖို့ဟာအရေးကြီးလာပါတယ်။ဒီအမရပူရကျွန်တော်တို့ကိုလိုနီခေတ်တုန်းကမီယထာလန်ကြီးတွေဖောက်တယ်။မီယထာလန်ဖောက်တော့ခုကျွန်တော်တို့မရပူရမြို့ရောနောက်ဖက်မြို့ရောကြီးပေါ်နေဖောက်အောင်ပလိုက်တာ။အဲ့လာတော့မရပူရအဲ့လိုပြည့်စုံမှုတွေရှိတဲ့ ။နောက်သခိုင်းမန်းလေးကာလန်ဖောက်တော့လဲမရဘူးရရဲ့အနောက်မြောက်တောက်မျိုးရိုးကြီးကိုဖျက်ပြီးဖောက်လိုက်တာပေါ့။အဲ့လိုမျိုးတွေရှိတယ်။နောက်တစ်ခုကမရဘူးရမှာလူချေတွေအိမ်ချေတွေများလာတယ်။များလာတော့အကျဲမှုမွေနေတွေမြုပ်မြုပ်လာတယ်ပေါ့။အခုတင်ဆက်ပေးခဲ့တဲ့နန်းမြေမျိုးစင်ကြီးရဲ့အကြောင်းကိုတော့ကြန့်ရှိနေသေးတဲ့အမွေအနှစ်ကိုထိမ့်သိမ့်စေခြင်းနဲ့အတွေ့ရောဒီနေရာမှာဒီလိုတွေကြန့်ရှိနေသေးတာကို သိရှိလ ీల ာခွင့်ရစေချင်တာတွေကြောင့်လ ీల ာစူးစောင်းရရှိခဲ့တဲ့အချက်လက်တွေနဲ့ပေါင်းစပ်ပြီးတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။နောက်ထပ်အစီအစဉ်မှာတော့ရာဇဝင်တွေကအမရဘူရာကနေဘာတွေဖော်ထုတ်တင်ဆက်ပေးသွားအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုကြပါအောင်ရှင်။